မိဘိုးတို့ဘီမရောက်လာရင်မဟုတ်ဘွက်တရတယ်မင်းတို့အင်ဂျီကဘယ်နားမှာလို့အဲ့လိုမြင်မင်းတို့ပဲပြောတော့တိုက်ပြ65ရဲ့လူထိမ့်ပိုက်တိမ့်ပိုက်ထားတယ်ထိချုပ်ထားတယ်ဆို65ရဲ့လူထိချုပ်ထားတဲ့လူကရုရှားရဲ့တကယ်နိုင်မဟာအောင်ပွဲခံလိုက်မှာနေရာပေးမခံရဘဲနဲ့35ပဲချန်တယ်ဆိုတော့ဘိုးတို့ဘီမရောက်လာရင်နေရာပေးခံရတယ်ဆိုတာမင်းတို့ကစဉ်းစားကြည့်မင်းတို့ဘာကောင်းလဲတရင်တရင်လုံးနှီးပါလမ်းပြူထောင်းလက်လက်ချနေတဲ့အချိန်မှာပဲလေကြောင်းကဘုံကျဲပြီးတော့အဲ့ဒီတရင်တက်တဲ့လူပဲနော်ဘုံကျဲပြီးတော့သူတို့လူသူတို့အစဖြတ်သွားပါတယ် ဟိုင်းချယ်ရမီဘာပီတူညီကိုမော်ရမများအလုံးမင်္ဂလာပါ news bit channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရယ်2025ခုနှစ်မေလ10ရက်ရက်ကျွန်တော်နေ့လယ်ပိုင်းဗီဒီယိုတပိုးအနေနဲ့ဒီနေ့အခင်းမှာပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်ကြားတရတဲ့တော်လန်တရင်ကောင်များဆိုရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တူဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးအဖေခေါ်လိုက်ပါရယ်ပထမဆုံးအနေနဲ့ကျွန်တော်ခါတိုင်းလိုပဲတရင်တို့တရင်ကောင်းလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တပိုးအနေနဲ့ကတော့ခရီးမျိုးသားစီယုံကန်ယိုအနေနဲ့အသိနဲ့ပြစ်စုံပံကာလာတွင်ထိုင်းနိုင်ငံပြည်သူတွေနဲ့ တားစားတဖြစ်စွာနေထိုင်ခဲ့ကြတကယ်တော့နောက်နာဂတ်တွေမှာလည်းလေးဆောင်မှုနဲ့ခင်မရင်းနှီးမှုတွေနဲ့အင်းနီချင်းကောင်ပီတာဆောင်နေထိုင်ဖို့အတင်းဖြစ်နေပြီဆိုပြမကန်ယူမြစ်ထွေခရင်ကနေပြမထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်မိမိတို့ဟာဆိုရင်ထဲနိုင်ငံနဲ့ထောက်ရငင်းချမ်းပြီးတော့မှအထူးတကားပူပေါင်းဆောင်ရွက်တဲ့စစ်ဆန်ရေးသဘောထားပေါ်မှာမိမိတို့ရက်တီကြောင်းနဲ့ထိုင်းပြည်သူတွေထားနေပြီးတော့မှနားလည်မှုကိုလည်းမိမိတို့အနေနဲ့မျှော်လင့်ထားတယ်ဆိုပြမထုတ်ပြန်ရတယ်ဆိုပြီးပေါ့နော်ကန်ယူမြစ်ထွေခရင်ရဲ့ထုတ်ပြန်ချက်ကြီးညာချက်ထဲမှာပါဝင်တာပဲဖြစ်ပါတယ် မေလာနယင်းနေ့ကနေစတင်ပြီးတော့မှထိခိစခန်းကိုစတင်ထိုးစစ်ဆင်ခဲ့တဲ့ကန်ယူတပ်မလေးမဟာမိတ်ပူပေါင်းတပ်ဟာဆိုရင်တိုက်ပွဲရှိရကြမှာထိခိစခန်းကိုတင်ပိုက်နိုင်ခဲ့တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။ဒီလိုမျိုးကျွန်တော်တိုက်ပွဲတွေပေါ်ဆောင်တဲ့နေရာမှာကျွန်တော်ဒီကြေးရွာနေပြည်သူတွေကဆိုတော့ဒီစပေးဆောင်နေရတာဖြစ်ပြီးမှ time ကနေပြုံးမှာပါနော်လူသားချင်းစာနာမှုအနေနဲ့ခုဆိုရင်စပေးဆောင်စခန်းတွေတိဆောက်ပေးပြီးမှအဲ့ဒီမှာယာယီတက်ခုခွင့်ပေးထားတာပဲဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်ပြည်သူပြည်သားတွေပေါ်မှာငဲ့ညာတဲ့အတွက်ကြောင့်မလို့ပါနော်အခုဆိုရင်လည်းကျွန်တော် လေခရင်အမျိုးသားစည်းရုံးတပ်ဖွဲ့တွေကနေပြီးတော့မှထိုင်းနိုင်ငံပြည်သူတွေပေါ်ဝင်သူတို့ရဲ့အာဏာပိုင်တွေနဲ့လည်းကောင်မွန်တဲ့စစ်ဆင်ရေးတွေတည်ဆောက်ဖို့မျှော်လင့်ထားတယ်ဆိုတဲ့ကြောင်းကြီးညာချက်ထုတ်ပြန်လာတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတဘိုးအနေနဲ့ကတော့မကွေးတိုင်းမြိုင်မြို့နယ်ကန်ဒီရွာပြူစော်ထီ၃ဦးထွပြေးလာပြီးတော့မှအလင်းဝင်ခဲ့တယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်။ကျွတ်ရပြူစော်ထီကောင်းဆောင်ကနေပြီးတော့မှမင်းမပြိုလေးတွေကိုလည်းနဲ့နဲ့ချင်းချောက်ပြီးတော့မှတားမရဖြစ်ပြူးကျင့်နေမှုတွေကိုအလင်းဝင်လာတဲ့ပြူစော်ထီကနေပြီးတော့မှ ထုတ်ဖော်ပြောကြားလိုက်တဲ့ Supreme ပခုတ်ကူခဲ MS5 တိုင်ကတောင်းရှိသူတူကနေပြမပြောဆိုထားတာပဲဖြစ်ပါတယ်။လက်ရှိအလင်းဝင်လာတဲ့လူတွေကမလွဲတာမရှောင်တာလက်နဲ့ကင်ဆန်ရတဲ့နေရောင်နဲ့မင်းကလေးတယောက်ကတော့ပြူလက်နဲ့ကင်ရဲ့အမျိုးသမီးပါပြူကောင်းဆောင်ကရော်ထဲမှာရှိတဲ့မင်းမပြူလေးတွေကိုမငငယ်ဖြစ်အတင်းအကျပ်လုပ်နေတာလို့သိရတယ်။အရေးတော်တော့မင်းမကြည့်ခဲ့မိဘူးတချို့ဆိုရင်ဗိုက်ကြီးတာတွေရှိတယ်။အဲ့ဒါကမနစ်ကဆကျွန်တော်တို့ကြားသိထားတဲ့အကြောင်းရပါ Supreme ကျွန်တော်ဘဟုကူ HMS 5တိုင်ကတောင်းရှိသူတူကနေပြမပြောဆိုထားတာပဲဖြစ်ပါတယ်။ အဲ့ဒီပြူကန်နီပြူဆော်တီစခန်းကိုပြီးတော့ကောက်ခွေးတဖို့ဝင်ရတယ်ပြီးတော့ပိတ်ဆို့ထားလို့စာနေအခါပြလမှုတွေရှိနေပြီးတော့မှဆက်တက်လျောက်ခံပြူဆော်တီတွေရဲ့ညင်ပန်းနေဆက်မှုကိုမခံနိုင်လို့မကြာခဏတပြေးလာသူတွေလည်းရှိတယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်ကျွန်တော်အရင်ကလည်းကြားဖို့ပြီးသားဒီကန်နီပြူဆော်တီကောင်းဆောင်ဆိုတော့ပေါ့နော်သူရုပ်ပုံနဲ့သူဒီငွေဆက်ကိုတွေကိုမိတူပွားပြီးတော့မှကြည်ရထဲမှာတုံပြူနေတယ်လို့သိရတာပြမခုဆိုလဲမြော့ပြုံငယ်လေးတွေကိုမမေငယ်ဖြစ်ပေါင်းတင်ပြီးတော့မှပေါ့နော် ဒီကောင်ကခိုးစားနေတာပဲဖြစ်ပါတယ်အဲ့လိုမျိုးကောင်တွေကျတော့တော်လိုက်တက်ဖို့ဘယ်နည်းနဲ့ပြုမလဲရှင်းပြချင်နေတာပဲပြုမဒီပျူစတိရထဲမှာပြေးမိနေတဲ့ပီတူတွေနဲ့လည်းရရနေတဲ့ကျတို့တော်လိုက်တက်ဖို့ဘယ်နည်းထဲမှာအလေးမြတ်ဆုံးအလေးဝင်ခိုးလုံးတင့်နေပြီဆိုတဲ့အကြောင်းလည်းတပီတော့မှတီးပြီးပြောလို့ပါတယ် ျွန်တော်တို့ဒီနေ့နေခင်ပိုင်းမှာပထမဆုံးအနေနဲ့ကြွမှာကတော့မနေ့ကကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့ဝင်တွေကနေပြီးတော့မှရွှေကျင်မြို့နယ်ကစစ်ကောင်စီရဲ့ခမာရ998တရင်ကိုဘလူးမျိုးတင်ပိုက်ခဲ့တာလဲဆိုတာလည်းပတ်သက်ပြီးတော့ပါနော်ပြောပြထားတဲ့ရဲဘော်ရှင်းလေးဗီဒီယိုလေးပဲဖြစ်ပါတယ်ရဲဘော်ရှင်းလေးဘလူးမျိုးတွေပြောပြထားမလဲဆိုတာကျွန်တော်စာချလိုက်ရအောင်နော်ဒီနေ့မှာခမာရ998တရင်ဌာနချုပ်ကိုကျွန်တော်တော်လိုင်းတော်တပ်ဖွဲ့ဝင်တွေပြီးသက်တိုက်ခတ်တင်ပိုက်နိုင်ခဲ့ပါတယ်ဒီပြစင်မှာ လမ်းပြူတောင်လမ်းနဲ့ချဖို့အတွက်ပြုလုပ်နေတဲ့အကြံဖက်အဖွဲ့ကခမရငါးခုရှစ်တက်ရင်အတွင်းထဲကိုပဲလေကြောင်းကနေပြီးတော့ဘုံကျဲပြီးတော့သူတို့ကိုသူတို့လူတွေကိုသူတို့နှုတ်ပိတ်တပ်ဖြတ်ခဲ့ပါတယ်။ဒါဟာလက်ရှိစစ်ရှုံးနေတဲ့កောင်တွေအဆက်မရှိတဲ့កောင်တွေပြီးတော့သူတို့အောက်မှာရှိနေတဲ့သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကိုကျုံထက်ဆိုးပြီးတော့ခွေးလောက်တောင်တန်ဖို့မထားဘူးဆိုတဲ့လောက်ရက်ကို ကျွန်တော်တို့ထပ်မှန်ပြီးတော့မြင်တွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်လည်းပဲကျွန်တော်တို့စီကိုဒါနီးမျိုးစုံနဲ့လင်းဝင်လာတဲ့ကောင်းလေးပြီးတော့ကျွန်တော်တို့နေရာဒေသတိတိမှာလက်နက်အញ្ញံခံလိုက်ရတဲ့သူတွေရဲ့အထွတ်ဆုံချက်တွေမှာဆိုရင်သူတို့ဘာအတွက်လုံးလုံးနေမှန်းသူတို့ကို၌မသိနောက်ဆုံးသူတို့တေသွားသည့်တိုင်အောင်ဘာအတွက်တေသွားရမှန်းလဲသူတို့မသိဒီနေ့ဖြစ်သွားတဲ့ဖြစ်စဉ်ဒီဖြစ်စဉ်မှာ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေတိုက်မယ်ဆိုရင်အပြောင်းရှင်းတာပါကျွန်တော်တို့မတိုက်ခိုက်ခင်မှာအဲ့ဒီမှာတဆွဲထားတဲ့အကြောင်းဖက်စစ်ခွေးတက်ကိုကျွန်တော်တို့ကြိုတင်အတိပေးခဲ့ပါတယ်ပြီးတိုက်ပွဲအတွင်းပြင်းထန်တဲ့စစ်စင်ရေးပြုတ်လုံနေတဲ့အချိန်မှာလဲသူတို့တွေအကချမ်းသာရရနိုင်တဲ့နီလန်းတွေလဲကျွန်တော်တို့တကားဖွင့်ပေးထားပါတယ်သူတို့ဟာဒီတိုက်ပွဲတွေအတွင်းထဲမှာအခုလိုပဲ ခွေတိဝတ်တိခွေပီဝပီပြေးပြီးတော့လူကုန်တိတ်ခါမဲ့စွာနောက်ဆုံးမှအမိတော်မကြံပဲတဲ့ပြက်ွယ်သွားရမဲဆိုတာသူတို့တွေကောင်းကောင်းသိပါတယ်တခါတည်းမှာကျွန်တော်တို့ဝင်းရဲ့ပိတ်ဆို့မှုတွေနဲ့ကျွန်တော်တို့ရဲ့ပြင်းထန်တဲ့ထိုးစစ်တွေကိုလုံးဝမခံနိုင်တော့တဲ့နောက်ဆုံးသောအခြေအနေမှာလဲသူတို့တွေလက်နဲ့ချတဲ့အခိုက်အတန့်တွေလည်းရှိပါတယ်အခုဒိန်းဌာနချုပ်တစ်ခုဖြစ်တဲ့၅၉၈ တရင်တရင်လုံးနှီးပါအလံပြူထောင်းလက်နဲ့ချနေတဲ့အချိန်မှာပဲလေချောင်းကဘုံကျဲပြီးတော့အဲ့ဒီတရင်တက်တဲ့လူပဲနော်ဘုံကျဲပြီးတော့သူတို့လူသူတို့အစာဖြောက်သွားပါတယ်တိုက်ပွဲဖြစ်ပွားနေတဲ့အတွင်းမှာပဲဂျမ်ဖက်စစ်တက်ကကောင်းနေတာအလံပြူထောင်းလက်နဲ့ချဖို့ပြုလုပ်နေတဲ့အချိန်မှာဝိုင်းတွဲလေရင်နဲ့ဘုံကျဲခဲ့တယ်လို့ကျွန်တော်တို့မြေပြင်သတင်းအခြေအနေတွေမှာသိရှိထားရပါတယ် ဆိုတော့ဗောနာဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့အချင်းချင်းပြန်ပြီးတော့မှဒီပူးတက်တဲ့ကိစ္စတွေလည်းရှိနေတာပြမလေးကျောင်းအနေနဲ့တက်ဆက်သူတို့စစ်ရှုံးထားတဲ့နေမျိုးတွေပြန်ပြီးတော့မှဘုံကျက်တက်ပြတ်မှုတွေလို့ဆောင်နေတာပဲဖြစ်ပါတယ်ကျတို့ရွှေချင်းမြို့နယ်မှာရှိတဲ့ခါမရ၅ခုရှိရဆိုတော့တော်လိုက်ပူအောင်တပ်ဖွဲ့ဝင်တွေကနေပြီးတော့မှစတင်ထင်းချုပ်ထားတာပြပြီးတော့မှစစ်ကောင်စီရဲ့လေကျောင်းတက်ခဲမှုတွေရဗောနာတခါတလေအခုဆိုရင်ပြန်တော့ဝဲပြန်တာတွေလည်းရှိနေတယ်လို့ကျတို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်ဒါတော့ကျတို့ပြည်သူတွေမျှော်လင့်နေတဲ့တော်လန်လိုင်းလုံးတည့်ရဖြစ်ပြီးတော့မှ ဗီဒီယိုတွေအနေနဲ့ online ပွန်တဖို့ဘုံနေနဲ့ပေါ့နော်ပူပေါင်းပြီးတော့လွတ်ဆောင်နေတဲ့ဒီအောင်မြင်မှုတွေဆိုတော့တဖြည်းဖြည်းကျွန်တော်တို့ရုံလုံးပေါ်လာတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဥကြောအနေပြီးတော့မှကြောက်ဖီမျိုးနဲ့မှကျွန်တော်တို့ AA ကိုစစ်ချောင်းထုတ်လာတဲ့စစ်ကောင်စီရဲ့အင်အား80ပါတမ69စစ်ချောင်းကိုအခုဆိုရင် AA ကနေပြီးတော့မှဘယ်လိုမျိုးအစာဖြောက်လိုက်တာလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ပြောဆိုထားတာပဲဖြစ်ပါတယ်။ဥကြောဘယ်လိုမျိုးတွေပြထားမလဲဆိုတာကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ဒီကြောက်ဖီကကင်းစခန်းတိုက်ပွဲမှာ 他么高在高啊！十块阿缸，十三就不要的，啊？少爷钱买嗯，难怪这啊你，大家看这种，我们记住，我们李老板的锅，我们的。哎，教学家庭看一部，对来对来，人家女的要娘家呀？啊，人家女的到到娘家玩呀？ 习惯啊，当习惯就来表现了。懒的惯啊，少年懒的惯个少年样懒的，那叫么？他这个叫做没立场、没骨气、那良片的人。人呢，这个罗日日实实在拿路踏步的，带你妈妈心里在踏步的，踏步路的啊，不时慢点，阿老人呢没下功夫，喏。 အဲ့လောက်လက်နဲ့မရဘူးအခုမင်းတို့အဲ့စစ်ကိုရေးစကမ်းတစ်ခုခုသိမ့်လိုက်ပြီလားဆိုရင်အောင်မဒီရလိုက်တဲ့လက်နဲ့ဒီလက်နဲ့ဒီလက်နဲ့ကြီးလက်နဲ့ငယ်လက်နဲ့လက်နောက်ဆုံးကမင်းတို့မြင်တဲ့အတိုင်းပဲနော်ဟိုဒီတန်ကြကာကာတေကာအဝိဇာတရားနဲ့ဆယ်မမအောင်မဒီမင်းတို့ အလူတန်းရက်ရောလာပြီလားကွာကဲအဲ့တော့ဆိုရင်အခုတောက်သူစကောင်းသိမ်းလိုက်ထားပါတော့လက်နဲ့ဒီဟိုရောက်သိမ်းတော့ရပါပြီကွာဟုတ်လားဒီစစ်ကွေးအကောင်80ဘယ်ပြောက်သွားတယ်လဲဘယ်ရင်စမ်းနေတော့ဘယ်ရင်စမ်းနေတော့အဲ့စစ်ကွေးအကောင်80ကြော်ကြော်ဘယ်ရောက်သွားတယ်လဲဒါမိဘုံထောက်ပါမင်းတို့ စစ်ခွေးဘောမလောက်နေတဲ့ကောင်တွေလည်းမင်းတို့စဉ်းစားငါတို့လည်းစဉ်းစားမယ်ဟုတ်လားဟမ်ဒီ69เนาะဒီတမ69ကအယောက်80ကျော်ပါဘယ်တက်သွားလဲနောက်ဒီတက်သွားလားအဝီစီစဉ်းသွားလားဘယ်ပြောင်းလဲတကယ်ဘယ်နည်းစံသွားလားတကယ်ဘယ်နည်းစံဘယ်နည်းစံစံပြီးလောက်သွားကြလဲ ဒါတော့ဦးကျော်ကနေပြတော့မှာပေါ့နော်ကျတော်တို့အေကိုတွေးတိုးဆန်းတဲ့စစ်ကောင်စီရဲ့တမကုစကိုစစ်ကြောင်းတစ်ခုလုံးလိုက်ကိုအစားနာဖျောက်လိုက်တယ်ဆိုတဲ့တဲ့ရင်ကိုပြောဆိုထားတာဖြစ်ပါတယ်ကျတော်တို့ကြောက်ဖြစ်မျိုးတင်းတဲ့ဘွားဆိုလည်းတဖြည်းဖြည်း စတင်ပြီးတော့မှထိုးစစ်ဆင်တိုက်ခိုက်နေတော့မှဖြစ်ပြီးတော့မှစစ်ကောင်စီအနေနဲ့တရုတ်လူချွေးကုမ္ပဏီတွေရှိနေတာတော့မှပေါ့နော်အခုဆိုရင်လုံအောင်ကိုကောက်ကွယ်မပေးနေနိုင်တော့တာပဲဖြစ်ပါတယ်အေးအဆိုရင်ကျွန်တော်အလုံးတည်ထားတဲ့အတိုင်း2025ခုနှစ်ထဲမှာကြန့်ရှိတဲ့ညို့သုံးမျိုးကိုအရာသိမ့်မယ်ဆိုပြီးတော့မှကြွေးကြော်ထားတာမလို့အခုဆိုရင်စတင်ပြီးတော့မှတပ်ဖွဲ့တွေပုံဖော်နေတာဖြစ်တယ်ကြန့်တဲ့ဒီမောင်နဲ့ပေါ့နော်စစ်တွေကိုလည်း တို့တို့မကြခင်မှာထိုးစစ်ဆင်မှုတွေစတင်လို့ဆောင်တော့မှမလို့စစ်ခွေးတိုက်အနေနဲ့ကတော့တော့မကြသေးခင်မှာတို့အာရခတ်တတော်စီမှာအ мян ဆုံးလင်းနေချပြီးတော့မှအညာခံတဲ့နေပြီဆိုတဲ့ကြောင့်လည်းနောက်ဆုံးချိန်ပေါ့နော်တတိပေးပြောလို့ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမကျော်မင်းမြတ်နဲ့ပြီးတော့မှ criminal နန်းတော်မှာကျွန်မင်းကမြောက်လင်ကိုနောက်တက်မှကြောင်းပိတ်ထားတယ်ဆိုပြီးတော့မှပေါ့နော်တတိယတွေထုတ်ပေါ်လာတဲ့ပုံမှာဒီကောင်ဘယ်လိုမျိုးပြောနေပြောင်းစားပြီးပြောထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဘူးကြီးမြောက်လင်နိုင်ငံတော်နိုင်ငံတော်အောင်ဖြစ်တာကအခုမှ၄နှစ်ပဲရှိနေတယ် ပြောရင်တော့ကျွန်တော်ဖုန်းကြီးလိုပြောလို့ဝါနုပြီးတယ်ဟဲ့ဝါနုပြီးတယ်ဆိုတော့တေချာပေါက်နောက်မှာလည်းဒုတိယနိုင်ငံမှာထားမှာရှေ့ခုံတန်းတစ်ဖွဲ့ပြီးဒုတိယခုံတန်းတစ်နိုင်ငံမှာထားမှာပဲဒါသဘာဝပဲဝါရလည်းဒုတိယနိုင်ငံမှာထားမှာအယ်လ်ဖာဘက်ရလည်းဒုတိယနိုင်ငံမှာထားမှာပဲအဲ့ဒါသဘာဝပဲဆိုတော့အယ်လ်ဖာဘက်နဲ့စီတယ်တကယ်လို့ရုရှားသမ္မတကရုရှားဆိုအဖွဲ့ပွဲစီစဉ်သူတွေကအယ်လ်ဖာဘက်ကိုအကိဟိုကဏ္ဍအခေအရာတွေနဲ့ထိတ်ဆုံးကဏ္ဍအခေအရာတွေနဲ့စီတာဆိုရင်လည်းဘုကြီးမြတ်မှာနောက်မှာပဲအဲ့အဲ့ပုံစံစီတယ်အဲ့လိုမျိုးပဲတော့နိုင်ငံရဲ့အင်အားကြီးမှုသေးမှုနဲ့စီမယ်ဆိုရင်သူနောက်မှာပဲ ဒါပေမဲ့နောက်မှနေလို့ကိုကျိုးကြီးမရောက်နိုင်မျက်နှာပြည့်နေလည်းမရှိဘူးဘာမှမရှိဘူးအဓိကကရှေ့နောက်တွေအရေးမကြီးဘူးရှေ့ရပဲထဲထဲနောက်ကပဲထဲထဲအဓိကဝင်သွားဖို့ရည်ချင်အခမ်းအနားတွေကိုနော်ဖြည့်သိမ့်ရတာပေါ့နော်ကျွန်တော်တို့ကအဲ့လိုမဟုတ်ပြတယ်မြင်ထားပြီးသားဟိုမှလည်းဘာမှမပြောဘူးဒါပေမဲ့ဒီဘက်က NUG ဘက်ကအုပ်စုတွေကြတော့အဲ့ဒါယူအော်တခါနေမင်းကစားအားရပါဖွားပြီးတော့ကိုကျိုးကြီးမရောက်နိုင်ရဲ့ဒီပွဲခန်းတက်တာကိုတိမ်ငယ်အောင်လုပ်တာပေါ့တေးတိမ်အောင်တိမ်ငယ်အောင်တေးတိမ်နေတယ်တိမ်ထုတ်တဲ့ပွဲဖြောင်းလုပ်တာအဓိကကိုမစားတဲ့အတီအချင်းတာပေါ့ဗျာကိုမစားတဲ့အတီအချင်းတာပေါ့ကျွန်တော်တို့သူတို့ကအဲ့လိုရှောက်ရေးချင်တာရေးနေပဲကျွန်တော်တို့ကတစ်ခုလည်းပြန်မေးမှာမေးဘိုးကြီးမရောက်နိုင်မှာဟိုဘွက်တက်ရသေးတယ်မင်းတို့ NUG ကဘယ်နားမှာတော့ ဲ့လိုမြင်တယ်မင်းတို့ပဲပြောတော့တိုင်းပြည်65ရဲ့လူထိမ့်မိုက်တိမ့်မိုက်ထားထိချုပ်ထားတယ်ဆို65ရဲ့လူထိချုပ်ထားတဲ့လူကရုရှားရဲ့တကယ်နိုင်မဟာအောင်ပွဲခန်းတိုင်းမှာနေရာပေးမခံရဘဲနဲ့35ပဲခြံနေဆိုတော့ပူချင်းချင်းမရောက်နိုင်တာနေရာပေးခံရတယ်ဆိုတာမင်းတို့ကစဉ်းစားကြည့်မင်းတို့ကဘာကောင်းနေလို့အဲ့ဒါအဖြစ်ပဲတခါကြရင်ရှောက်ပြီးတော့သူများတို့ကသူတို့လက်ကျုပ်ထုတ်နေတာသူတို့အုပ်စုကအနာတော်တက်ခွင့်မရဘူးဟိုမှာတကားဆောင်တော့အကောက်ပေါက်ဆောင်ပေါ်အောင်မရဘူးအဲ့ဒါအဲ့ဒါကိုရှောက်ရေးကြတာဒါပါပဲပြောချင်တာဟိုတမင်တမင်ကိုရွှေရွှေရှိရှိနေတာဒီ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 သတင်းကိုသိသိမေးမေးအောင်သူတို့ရဲ့ဘက်တော်သားတွေ UNG ဘက်တော်သားတွေခွေးဝမ်းတာအောင်လေးလေးပြတာဒါပဲဟိုလေးလေးပြတဲ့အစင်ပဲ အဲ့ဒါကိုအဲ့ဒီတန်းလေးကိုယ်ဝတ်တောင်လေးလည်းပြတဲ့အနေနဲ့ဖြူပြီးတော့အယူဘက်တော်သားတွေအဲ့ဒါနဲ့မူးမေမူးမေပြုံးပြုံးမွေနေတာအဲ့ဒါပဲကျွန်တော်တို့ကဒါကိုကြည့်ပြီးတော့တိတ်ပြီးထူးခြားကိစ္စမဟုတ်ဘူးတိတ်ပြီးတော့ဒါတန်တမန်ကြီးရမှာလိုရရင်လိုရသလိုစီစဉ်ရတဲ့ခုံတန်းဆိုရှိပြီးတာကျွန်တော်တို့လက်ခံတယ်နော်အဲ့ဒါမျိုးပေါ့ကျွန်တော်တို့မီဒီယာဆက်ဆံတဲ့ပွဲဆိုမီဒီယာရှေ့ဝင်ထားလိမ့်မယ်မီဒီယာနဲ့ဆက်ဆံပွဲဆိုမီဒီယာနောက်မှာထားမယ်ကျွန်တော်တို့အဲ့ဒါဘယ်လိုမှစဉ်းစားကြမလို့အဲ့လိုပဲမီဒီယာမတော်မှပါပဲနာမည်ကြီးတဲ့နဲ့ဝါတဘာကြီးတဲ့လိုရှိတယ်ဝါကြီးတဲ့လိုရှိထားတယ်နာမည်ကြီးတဲ့ကိုတခါတည်းပြိုင်ထိုင်ထားမယ်နောက်ထိုင်ထားမယ်ဘာမှမဆိုင်ဘူးအဲ့ဒါလေဝါတဘာရအစီအစီရရရှိတယ်အဲ့ဒါကိုဟိုပွဲတစ်ပွဲတော့ဖြစ်မြောက်မလို့ဖူးတဲ့သူတွေကဝေဖန်တော့ဗျာခဏကြီးစရာကောင်းတာပေါ့နော်အဲ့ဒါ ဒါကဘုဇမှုကြီးမြောင်းလိုင်းရောက်ပါဘူးဝေဘန်တော့ပြောပြတာဒရန်ထိုင်မမရလို့ဆိုဝေဘန်တို့ပြောပြတာပါเนาะအဲ့တော့ဘုဇမှုကြီးမြောင်းလိုင်းကအိုက်ကိစ္စရည်တဲ့ तू ကသူ့ရဲ့လုပ်ကိုလုပ်ဆရာရှိအောင် तू ကလုပ်မယ်တဘောတော့ရှိတယ် तू လုပ်ဆရာရှိတယ် तू လုပ်သွားတယ်တဘောကြော်မင်းများတော့ခုဆိုရင်မြောင်းလိုင်းကနေပြတော့မှာပါနော်တို့တို့ဒီ criminal နန်းတော်ထဲမှာနောက်တက်မှာထိုင်ရတာနဲ့ပတ်သက်ပြတော့မှာ ဒီအချောင်းမရှိအချောင်းရှာပြတော့မှပေါ်ပန်းလေးဆိုပြီးပြောဆိုနေတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ် NUG ဘီတော်သားတွေတော့မှသူနဲ့စိန်ခေါ်ပြောဆိုထားတာပေါ့နော်စစ်ကောင်စီအနေနဲ့ကတော့အခုဆိုရင်ဒီလိုမျိုးလူတက်အချမ်းဖက်မှုတွေအားပေးနေတဲ့နိုင်ငံကောင်းဆောင်တချို့မှာသူတို့ဘဘကြီးရနေပြီးတော့မှကြေရတဲ့ပုံမှာဝမ်းသာပျော်ရွှင်နေကြတာပြီးတော့မှတစ်ဖက်မှာဆိုရင်အောက်ခြေမှာတပေးပြီးတော့မှပေးလို့နေရတဲ့စစ်ခွေးတက်တက်ရတော့တော်တော်လေးကိုမကြည့်တင်ခန်းနေပေါ့နော် တဖက်နိုင်ငံတွေကိုထွက်ပြေးသွားချမိုးတွေကိုလည်းကျွန်တော်တတိနေမှာဒီအပိုင်းခက်ဆစ်စိတ်တွေးနေရတာပဲဖြစ်ပါတယ်။ဒါကဘသူကဆဲ့ကိုအသာစီးရနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ခုဆိုရင်မြဝထင်းထင်းတွေးနေရတာမို့လို့မကြခင်မှာတော့အားလုံးမျှော်လင့်ထားတဲ့အတိုင်းမျှော်လင့်လို့ရှိတဲ့နေပြီးတော့ထိတောင်ပါပါတော့။တည်တည်နိုင်တဲ့အခြေအနေအကောင့်တည်းကိုပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပူတူမနေပြီးတော့မှဒီမိုးမိုးခွန်ရနေပြီးတော့မှသဘောရင်းကိုတရားဆွဲလိုက်တဲ့ကိစ္စပေါ်မှာဘယ်လိုမျိုးတွေဖြစ်ထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်။ ကျမတတိထားမိကလားဒီကိစ္စကမင်းလာရေးဆိုတဲ့လူကနေပြီးတော့ကိုသောပွိုင်းကိုကိုသောပွိုင်းကမန္တလေး PDF နဲ့ဆက်သွယ်ရှိနေတယ် PDF ထောက်ဖို့ဆိုပြီးတော့ဆွဆွဲပြောဆိုတာနေစားတယ်လို့ကျမထင်တယ်ဒါကျမတတိထားမိတယ်လို့ပြောတာပေါ့နော်ကျမတတိထားတာမှားတယ်ဆိုရင်လည်းကျမကိုပြောပြကြပါတက်တလာစားကမင်းလာရေးဆိုတဲ့လူကနေပြီးတော့ကိုသောပွိုင်းဆိုတဲ့လူကို PDF နေနဲ့ဆက်သွယ်နေတယ် PDF ထောက်ဖို့ပါလို့ဆွဆွဲပြောဆိုတာကနေစားတာဒီတက်တလာကမင်းလာရေးနဲ့ကိုသောပွိုင်းနဲ့ဖြစ်တဲ့တက်တလာဒါကိုကြားတဲ့ကမမမခံကကျော်ပွိုင်းကားတဲ့တမတော်ကိုတဲ့ဗါလဲစော်ကားတွေတော့သူကတရားစွဲမယ်ဆိုပြီးထားပြီးလောက်တာပေါ့နော် ဒါမှမဟုတ်တကြိမ်ပြောတော့တော့သူကဒီလိုမျိုးတက်မလို့ဆောက်ကားလို့တရားဆွဲနေတယ်။နောက်တစ်ကြိမ်ကျတော့သူ့ကိုဆောက်ကားလို့၆ဆောက်ကားနဲ့တရားဆွဲနေတယ်ဆိုဖြစ်သွားပါဘူးနော်။အဲ့တော့စဉ်းစားရတယ်ပြဿနာဖြစ်တာကမင်းသားကြီးကနေဇော်ဘုံကြီးကိုတွားပြီးရန်ဆောက်လို့ပြဿနာတက်တာ။ဂျားတဲ့ကတော့မုံမခံရတရားထားဆွဲတယ်ဆိုတော့သူကပါလေပေါ့နော်။သူနဲ့မင်းသားကြီးနဲ့ဘယ်လိုမျိုးပတ်သက်ပြီးတော့အာသူဘယ်လိုမျိုးဆက်သွယ်ရရှိလဲဆိုတော့ဘယ်လိုချင်ချင်မသိပါဘူးနော်။သိတယ်မဟုတ်ဘူးနော်။ဖြစ်စေချင်တာလေပြဿနာကိုကြီးတယ်မုံငယ်သွားအောင်လို့အချင်းချင်းဆိုရင်းမွေးလို့နေပြီးတော့ ရန်လုံးနဲ့တွေ့မှာငကားလုံးမောက်ဆောင်ပြစေချင်တာကိုဈာထဲကနေပြီးတူအောင်ပါတရားထပြီးဆွဲပေးလိုက်တယ်တရားထပြီးဆွဲလိုက်တဲ့ခါကျတော့ပြဿနာပေါ်ကြည့်ပါတော့เนาะဆိုတော့ကျွန်မကတော့အဲမကတူကဖန်ခွဲပါလဲဆိုတော့ကျွန်မနိုင်ငံနဲ့ပြည်သူတို့ပါပဲရှင်ဘယ်သူကနိုင်ငံနဲ့ပြည်သူတို့အတွက်စေတလာတကြီးရှိတယ်လဲဘယ်သူကနိုင်ငံနဲ့ပြည်သူကိုအတွက်အမတ်တကြီးအကျိုးကိုထမ်းပိုးနေတယ်လဲတဲဖို့ဆောင်နေတယ်လဲပုံမှန်မူတည်ပြီးဆုံးဖြတ်ပါလေနိုင်ငံနဲ့ပြည်သူကိုစေတနာတကြီးရှိပြီးအလုပ်တကယ်လုပ်တဲ့လူကိုကျွန်မအားပေးပါမယ် အဲ့ဒီအတွက်လည်းသူတို့လုပ်ခဲ့တဲ့စေတနာသူတို့ထားခဲ့တဲ့စေတနာတွေကသူတို့ကိုရောင်းပြန်ဟပ်တဲ့အတွက်မှန်နေလို့ဒါပဲဆက်ပြီးတော့နောက်တော့လောကမှာဆက်လက်ပြီးရှင်သန်ရည်တည်နေပါလိမ့်မယ်ရှင်ဆိုတော့ရုံချင်းကိုလည်းတမကဒါပြီးအားပေးပါမယ်ရုံချင်းသွားပြီးဝင်ရပါမယ်ဆိုတော့ချင်းနေပါဒီရုံချင်းကနော်ဒီတဲ့အိုးအိုးချက်ချက်နဲ့တော်တော်များများဆူဆူဘူးဘူးအုံကြွကြဖြစ်နေတယ်လို့ထင်တယ်ဆိုတော့တစ်ဖက်ကနေပြီးတော့ဒီပြဿနာပေါ်မှာမီးလောင်ရလေးပင့်နေတဲ့ပြဿနာမကြီးကြီးအောင်လုပ်နေတဲ့နီးပိတ်တွေလည်းရှိတယ်ပိုးပြီးဆိုတာကနီးပိတ်တွေကမီးလောင်ရလေးပင့်တာအခုကဘိုးပိတ်တွေက မိလောင်ရတက်စီဝင်ပြန်ကြတယ်ပြရပါတယ်ရှင်ဘောဘိတ်ဆိုတာတွေကလက်ရှိတက်ပေါ်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့လူလက်ရှိအစိုးရဘက်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့လူဒီတဲမှာအကျင့်ပြတ်ခြားစားနေတဲ့ဖရဲသီးတွေကအကျင့်ပြတ်ခြားစားနေတဲ့ဖရဲသီးတွေကမိလောင်ရတက်စီဝင်ပြန်ပြန်ပြီးတော့နောက်ွယ်ကနေပြီးတော့ထောက်ပံ့ပေးနေတဲ့နောက်ပင့်ပေးနေတဲ့ဘောဘိတ်တွေကပုံများနေရတွေ့ရတယ်ဒါလည်းစိတ်မကောင်းကြပါဘူးရှင်နောက်ကိုရောဘိတ်ကတက်ပေါ်ထဲကဒီအစိုးရဘက်ထဲကအကျင့်ပြတ်ခြားစားမှုတွေကိုဖော်ထုတ်နေတဲ့အခါကျတော့အနာပေါ်ထုတ်ကြပြီးတော့ စက်ဖတ်ကြောက်တော့မှကြောက်နေတဲ့လူတွေကလည်းပဲဒီမှာဘုံဘိတ်တွေကလည်းပဲလက်ရှိပြဿနာမှာပို့ပြီးတော့ပြဿနာပုံကြီးအောင်လို့နောက်ထပ်ပုံပေါ်လေးလုပ်နေတာလည်းပြရပါတယ်စိတ်မကောင်းကြပါပဲရှင်ဆိုတော့ဘောကိုချက်တယ်လူငယ်တန်းတွေကိုချက်တယ်ဒီအပြူပေးပါတယ်ကျမတို့ကတန်းချစ်ပြီးချက်ပါဘောကိုချက်လို့ရပါအောင်ရှင်တိုင်းချစ်ပြီးချစ်ပြီးအနာရရှိပြီးတော့ဘောချစ်တွေတားရှုံးပါစေ။တားချစ်ပြီးချစ်တွေကအနာရပြီးဘောချစ်တွေတော့တားရှုံးပါမိမယ်။ဘသူကတားညီကိုမနက်ခင်းချစ်တယ်လေ။ဘသူကတားညီကိုမနက်ခင်းစိတ်နေလာရှိတယ်။ဘသူတွေကတားညီနဲ့လူမျိုးကိုချစ်တရအောင်နဲ့ နှစ်ပြီးတော့ကိုကျိုးစီးပွားရှာနေကြတယ်ဆိုတာအချိန်ကြီးဆုံးဖြတ်ပေးပါလိမ့်မယ်ဆိုတော့အဲ့ဒီ long chain ကိုကျွန်မမကူတူမှာပဲလဲတော့ရောင်းဝင်ရပါမယ်ရှင်ဘုသူမာတော့တိတ်ချတာပေါ့နော်ဇောဘိန်ဘက်ကနေပြတော့ရက်တိပေးမယ်ဆိုတာဘလို့လဲဆိုတော့သူတို့အရင်ကတည်းကတပူပူတွဲတွဲနဲ့တကယ်လို့အများကြီးဇောဘိန်ကနေပြတော့ထောင်ချတဲ့ဆွန်တောင်မ နေဘူးသူမနဲ့ကိုယ်တိုင်ပေါ့နော်သူအစားကိုဝင်ခံပေးမဲ့သဘောမျိုးတောင်မှပြောဆိုထားတော့ကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ဒီဇော်ပွဲရင်နဲ့မူးမူးခိုင်ကိစ္စတော့တော်တော်လေးပွဲဆူနေတာဖြစ်ပြမှာဂျာထဲမှာအမျက်ထွက်သွားတယ်လို့ပြောရမှာကတော့မင်းသားကြီးပဲဖြစ်ပါတယ်ဘလိုပဲဖြစ်ပါဒီဘောမအယုတ်ကိုက်တွေရဲ့အချင်းချင်းပြန်ပြီးတော့မှဆက်ခွလို့တဲ့ကိစ္စတွေအရဆိုတော့တဖြည်းဖြည်းကြီးထွားရလာတာဖြစ်ပြမှာဒါက ကျွန်တော်တို့ပြည်သူတွေတာမကားပါနော်သူတို့ဒီစစ်တပ်ကိုထောက်ခံပါတယ်ဆိုတော့အုပ်စုတွေကြားထဲမှာအခုလိုမျိုးပြန်ပြီးတော့မှနောက်ကျိုးကိုဓာတ်နဲ့ထိုးတဲ့ကိစ္စတွေများစွာရှိနေတယ်ဆိုတော့လည်းကျွန်တော်တို့နောက်ထပ်တွေ့တယ်ပဲဖြစ်ပါတယ်ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့မှလည်းကြီးစုနေကြတဲ့မြို့ပပြည်သူတွေဘက်ကနေပြီးတော့မှကိုယ့်ရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးအတောင်းဆုံးပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့မြောက်လိုက်တဲ့သူရုရှားရောက်နေတဲ့အချိန်မှာနျူကလ িয়ার နိပညာမှာအမျိုးသမီးတွေပါဝင်တင်နေဆိုပြီးတော့မှ ဒီအားချောင်းထားတဲ့ပေါ့နော်ကျူကျူခေါ်ကိုကျတို့တော်လံပြတော်သားသူဖြစ်တဲ့ကိုနော်ကနေပြတော်မှာဘလူးမျိုးတွေပြထားမလဲဆိုတာကျတို့စပီဒ်မှာကြည့်လိုက်ရအောင်နော်ရုရှားနိုင်ငံကွန်မြူနစ်စစ်အာဏာရှင်တွေစုဝေးပြီးတော့ပြုလုပ်ကျင်းပတဲ့စစ်ရေးပြအခမ်းအနားပွဲမှာအဲ့ဒီအခမ်းအနားပြီးတော့ဒီအမျိုးသမီးအခမ်းကဏ္ဍစုဝေးစကားပြောပွဲမှာမြန်မာနိုင်ငံရဲ့အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့မိမကျူကျူလှကဘာအကြောင်းဝင်ရောက်ဆွေးနွေးတယ်ထင်လဲမင်းအောင်လှိုင်ရဲ့မိမကျူကျူလှကဒီ နျူကလ িয়ার နည်းပညာမှာတဲ့အမျိုးသမီးတွေပါဝင်ဓာတ်ဖို့တောင်းဆိုပါတယ်တဲ့အဲ့တော့ဒီကနေ့ကဘာကြီးကိုချင်းချောင်းနေတာနျူကလ িয়ার လက်နက်တွေဖြစ်တယ်နျူကလ িয়ার ဟာဒီလူသားမျိုးနွယ်တွေအတွက်ကောင်းကျိုးထက်ဆိုးကျိုးကိုပိုများတယ်အဲ့တော့ဒီလိုဆိုးကျိုးများတဲ့အရာမှာအမျိုးသမီးတွေပါဝင်ဖို့ဝင်ရောက်ဆွေးနွေးတယ်ဝင်ရောက်ပြီးတော့စကားပြောတယ်ဆိုတော့အဲ့တော့မြန်မာနိုင်ငံရဲ့အကြမ်းဖက်ဆက်သက်စစ်ဘုတ်ချုပ်ကြီးရဲ့မိသားစုတွေအားလုံးဟာဒီပြည်သူလူထုနဲ့လူသားမျိုးနွယ်ကောင်းကျိုးအတွက် ဘယ်တော့မှမစင်းစားတယ်လို့ဘလို့အချိန်နေမျိုးမှာမှဒီတေလူလူတို့အတွက်လူသားတွေအတွက်ဒီကောင်းကျိုးချမ်းသာရဖို့ဘယ်တော့မှမစင်းစားဘူးဆိုတော့တည်ကြတယ်အဲ့တော့သူတို့တွေရဲ့ခေါင်းထဲမှာဘာလို့ရှိလဲဆိုတော့ဒီသူတို့စီမှာဒီလက်လက်နဲ့အာနာရှိရင်လူတွေကိုကဘာကြီးကိုတေလူလူတို့ကိုဘလို့ဒုက္ခပေးရမလဲဘလို့ညှိမ့်နှိမ့်ဆက်ရမလဲဘလို့တက်ဖြတ်ရမလဲဆိုတဲ့အရာမျိုးပဲစဉ်းစားနေတာအဲ့တော့သူတို့လက်ထဲမှာနျူကလ িয়ার လက်လက်ရှိမှသူတို့ကတေလူလူတို့အပါအဝင်ကဘာကြီးကိုချိန်ချောက်လို့ရမယ်အနိုင်ကျင့်လို့ရမယ်ဆိုတဲ့အတွေးကား စစ်တပ်ဘောင်းဆောင်စစ်ဘုတ်ချုပ်တွေမှာဒီမဟုတ်ဘူးเนาะဒီစစ်ဘုတ်ချုပ်တွေရဲ့မိမတွေစီမှာပါရှိနေတာနောက်ဆိုသူတို့ရဲ့သားသမီးမိမိတွေမှာပါဒီလိုအသွေးမျိုးဝင်လာလိမ့်မယ်အဲ့တော့ကျွန်တော်တို့ပြရတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာဒီစစ်အာဏာရှင်တွေကိုမတိုက်ထုတ်ရင်တော့ကျွန်တော်တို့ပြည်သူလူထုတွေဘယ်တော့မှလူရာဝင်မှာလည်းမဟုတ်ဘူးလူဆိုတဲ့တန်ဖိုးကိုရရှိမှာလည်းမဟုတ်ဘူးအဲ့တော့သိသိကြတယ်ကျွန်တော်တို့ဒီစစ်အာဏာရှင်မိသားစုတွေအားလုံးစစ်အာဏာရှင်စနစ်တွေအားလုံးကျွန်တော်တို့နိုင်အောင်ကိုတိုက်ထုတ်မှကိုရမှာ ကိုတော့ပြောတာမှန်တယ်နော်ဘာလို့လဲဆိုတော့အခုဆိုရင်တိုင်းပြည်နယ်လူမျိုးပေါ်မှာဒီပြစ်လို့ပျက်စီးနဲ့မရရတဲ့နေတဲ့နှီးမျိုးစုံတို့ပြတော့မှဖြစ်စီဖို့ကြိုးစားနေကြတဲ့မြောက်နိုင်တို့လေမြားဆိုတော့တော်တော်လေးကြက်တေတုံးတာပြပြတော့မှပြည်သူတွေကလည်းပြတော့မှလည်းရုရှားခီးစင်တွင်းမှာယူကရိန်းသမရကလည်းပြတော့မှပြက်ရှင်းပေးဖို့တောင်းဆိုမှုတွေလည်းကျတို့နေ့စဉ်နဲ့များကြားနေရတာပဲဖြစ်ပါတယ်ဒီနျူကလ িয়ার နှီးပညာနဲ့ပတ်သက်ပြတော့မှလည်းရုရှားစီကလည်းပြတော့မှကိုညီရရပြီတော့မှအခုဆိုရင်စတင်တည်ဆောက်ဖို့စူးစမ်းနေတာမလို့ဒါကတော့ကျတို့တော်လိုင်းရေးပြည်သူတွေတာမှာက တကဘာလုံးပေါ်ချင်းချောင်းနေတာပဲဖြစ်ပါတယ်အိနီချင်းနိုင်ငံတွေရဲ့ကောက်ကွက်ရှုတ်ချောင်းမှုလည်းခါနေရတာမို့လို့ပါနော်မြို့လိုက်ရတော့သူ့ရဲ့ဒီအာနာပါဝါတီမြတ်နေမှုအတွက်ဒီမျိုးစွမ်းနေပြီးတော့မှစူးစမ်းနေတယ်ဆိုတော့လည်းကျွန်တော်အားလုံးသိရှိထားတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့တော်လန်ရေးသမားတွေနဲ့ပြည်သူတွေဝိုင်းဝန်းစုစည်းပြီးတော့မှအားလုံးမြန်မှန်းထားတဲ့အတိုင်း2025ကုန်မှာပဲစစ်ကောင်စီကိုအများဆုံးပြောချနိုင်ဖို့စူးစမ်းရမယ်ဆိုတဲ့ပါနော်အသေးစိတ်အခုဆိုရင်ကျွန်တော်တို့အားလုံးမှာဝင်လာပြီဆိုတဲ့အကြောင်းပြောရတဲ့ ကျွန်တော်ဒီနေ့နေခင်မတဲ့ဖြစ်ဗီဒီယိုကိုဒီနေရာမှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြန်မာပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာချင်းနဲ့နေ့တိလေးပန်ဆိုင်ချပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။